အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော် Tottenham Hotspur တင်းရဲ့ဒါကျွန်တော်အိမ်ကွင်းမှာဒုတိယမြောက်ထပ်ပြီးတော့ရှုံပွဲတွေ့ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရမယ် ဒီနေ့ရှုံးဘွဲကစပါတင်တော့တော်တော်လေးကို chaotic ဖြစ်ခဲ့တဲ့ movement လို့ပဲကျွန်တော်ရဲ့ပုံကိုရေးရမှာမြင်ရမှတည်းမပါဘူး။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကစပါအတွက်ကတော်တော်လေးကိုရှုံးဘွဲကတော့တော်တော်လေးကိုထိခိုက်နေတာမျိုးကြီးမားခဲ့တယ်။ဒါဒီနေ့ပွဲစဉ်မှာစပါအတင်းနဲ့အဆင့်နှစ်ကိုတက်ခွင့်ရမယ်အခွင့်အရေးကနေအခုလက်ရှိမှာအဆင့်6ထိဆင်းသွားခဲ့ပြီးတော့တော်တော်လေးကိုဒါကျွန်တော်လက်ရှိမှာအပေါ်ကအသင်းနဲ့တူအမှတ်ကတော်တော်လေးကိုစခွာလာခဲ့ပြီဖြစ်တယ်။ဒေါက်တာဟော့စပါတင်သောမက်စ်ဖရန်ရာဒီမှာလက်ရှိမှာဒီနေ့ပွဲစဉ်ကတော့တကယ်ကိုစာမေးပွဲအဆင့်စစ်ခံခဲ့ရတာဖြစ်ပြီးတော့တကယ်ကိုဒါကျွန်တော်လက်ရှိမှာဘုံမောက်ပွဲစဉ်ပြီးရတဲ့နောက်ပိုင်းမှာ performance ိုက်စရာဘာမှတည်တည်ချာချာပြစရာမရှိခဲ့တဲ့ပွဲတစ်ပွဲလို့မြင်ရပါတယ်မပါတယ်ဒေါက်တာဟော့စပါတ်ဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဒါကြောင့်လက်ရှိဒီနေ့ပွဲစဉ်ရတာလူဆောင်တက်ဆုံပုံစံမျိုးပွဲထွက်လာခဲ့ပေမဲ့ဒါတော့တောင်ဟော့စပါတ်ရဲ့တကယ့်ကပတိန်ဖြစ်တဲ့ခရစ်ရှန်ရူမေရိုအနေနဲ့ဒါကျွန်တော်ဆန်နာဘက်ကစားသမားအနေနဲ့ဒါကျွန်တော်တို့ဟိုဗာလေအပူသွေးပူလေးချင်းကလုပ်တဲ့အချိန်မှာဒန်ယာရသွားတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွဲချော်သွားခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒါစားပြီပေါ့နော်ဒန်ယာစီစဉ်နေစားပြီခရစ်ရှန်ရူမေရိုအနေနဲ့ဒါမမဲရလက်ရှိမှာသူ့အနေနဲ့သူကိုယ်တိုင်တာ နေနေပေါ်တမှာသူ့ရဲ့ဒါတကောင်ကြောက်ကနည်းနည်းလေးခံစားရတယ်ဆိုပြီးအဲဒါဆိုတော့တေးကြတယ်လာမယ့်ပွဲစဉ်တွေကိုလွယ်ပွားတော့ရခိုင်တို့မြောက်ပါတော်တန်ဟော့စပါတင်းကလည်းလာမယ့်ဂျာရဲ့အထက်မှာလေဒါကျွန်တော်တို့ချန်ပီယံလိပွဲစဉ်တွေကိုကံအားဖို့ရှိပြီးဒေါက်ရှော့တော်တန်ဟော့စပါတင်းရဲ့ပွဲစဉ်တွေကပွဲချက်တွေပဲရင်ဆိုင်မှုရှိတယ်အဲ့တော့တော်တန်ဟော့စပါတင်းနဲ့မူနာကိုရဲ့အိမ်ဝင်သွားမယ်လက်ရှိမှာခြေတက်နေတဲ့အေဗာတန်အိမ်ဝင်သွားမယ်ယူကာဆယ်ယူနိုက်တက်အိမ်ဝင်သွားမယ်ပြီးရင်ဒါချယ်ဆီနဲ့သွားကံပြီးရင်ဒါယူနိုက်တက်နဲ့ကံအဲ့တော့ပြောချင်တာလက်ရှိမှာတော်တန်ဟော့စပါတင်းရဲ့ပွဲစဉ်တွေကတကယ်ကိုခက်ခက်ခဲခဲကိုကံအားမဲ့ချင်နေမှာရောက်လာအဲ့တော့တော်မက်ဖရက်နဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်သိပါတယ်ဒါက နပေါ်တယ်ဒါရူမဲရူဝီဒန်ရသွားခဲ့တယ်ကျွန်တော်အနေနဲ့စိတ်ထဲမှာထင်သွားဒါတည်ကြပြီဒါဥမာဒါကျွန်တော်လက်ရှိမှာဒါဒက်စတနီဥဒိုဂီတယောက် ဒီနေ့ပွဲစဉ်မှာဒါသူ့ရဲ့ဒူးတန်ရာကဒါပြန်လဲပြီးနည်းနည်းနာနေတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာနီးပြောက်ကလည်းသူ့ကိုနားပြီးခဲ့တယ်။အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါလက်ရှိနိုင်ငံအသင်းတွေမှာခြေစွမ်းပြနေကြတဲ့အူဒူဘက်နဲ့ဒါကျွန်တော်မက်သီးယပ်စတေရူရဲ့တွဲလုံးကိုဒီနေ့ပွဲစဉ်မှာမြင်ရဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့တစ်ဖက်အသင်းရဲ့ခံစစ်ပိုင်းကိုဒီချာတေးနှစ်ယောက်လူးမှဒါကျွန်တော်တို့မကျော်နိုင်ခဲ့တာကိုတွေ့ရမယ်။ဒီနေ့ပွဲစဉ်မှာရှင်းပါတယ်တစ်ဖက်အသင်းကလက်ရှိမှာအိုလီဝါကင်းကိုဒါအရင်မှာထားခဲ့ပြီးဒေါနီမာလန်ဒူတော်တန်ဟော့စပါအသင်းကိုဒါဖျက်ဖျက်ဖို့တော့ကြိုးစားခဲ့တယ်။ဒီနေ့ပွဲစဉ်မှာစပိုင်းရဲ့ခြေစွမ်းရတော့ဒါအရင်ကြီးဆိုးရွားတဲ့ချိန်နေမှုမယ်အရင်ကြီးလည်းလုံးဝမကောင်းခဲ့ဘူး။ တေချာတခုတော့တန်ဟော့စပါတင်းနဲ့ဒီခြေစွမ်းနဲ့ဆိုရင်တော့ဖူးဝယ်မှုတော့တော်တော်လေးကိုယုံကန်ရမယ်အနေထားမှာရှိတယ်လို့ပြောလို့ရတယ်အဓိကတော့တိုက်စစ်ပိုင်းပဲတော်တန်ဟော့စပါတင်းနဲ့ခန်စစ်ပိုင်းမှာဒီနေ့ပွဲစမှာဂူဒီပေးခဲ့ရတယ်ပေးလာရတဲ့ twin ဂူဒီကလည်းတော်တော်လေးကိုကြက်တိကြက်ချော်နိုင်ခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်စပါတင်းနဲ့ဒါကြောင့် Morgan Rogers ရဲ့ကန်ချက်ကတော်တော်လေးကိုတေသက်လွန်းခဲ့ပြီးတော့ဒါကျွန်တော်တို့နောက်ဆုံးဒါကျွန်တော် Bondia ရဲ့ကန်ချက်ကကောင်းလွန်းခဲ့တယ်လို့မြင်တယ်ဒီ twin ဂူဒီမှာလက်ရှိမှာဒါဂူသမားရဲ့လိုအပ်ချက်တွေကိုအတိုင်းသာတွေးခဲ့ရမယ် Morgan Rogers ရဲ့ကန်ချက်က Bondia ရဲ့ကန်ချက်ကမှဒါကျွန်တော်လက်ရှိဂူသမားဖြစ်တဲ့ Vic ားရီကိုကောင်းတာကိုနည်းနည်းလေးပူကောင်းခဲ့မယ်ဆိုဒါတွေကိုကျွန်တော် save လုပ်နိုင်ခဲ့တယ်တမပါအဲ့တော့လူတော်များဒါကြောင့် Vigario နဲ့ပတ်သက်ပြီးလက်ရှိမှာဝေဖန်မှုတွေတဖြည်းဖြည်းပူပူကြီးမြင့်တက်လာမယ် Vigario နဲ့ Spa အသင်းရဲ့ရေရှည်ဂိုးသမားနံပါတ်1နေရာအတွက်အဆင်ပြေပါမလားဆိုတဲ့မိကွန်းတွေကအစကတည်းကမိခဲ့တဲ့အချိန်ကနေအခုလိုမျိုးအချိန်ကြီးရောက်သွားတဲ့အချိန်မှာပူပူပြီးတော့စိုးသွားနိုင်တဲ့အချိန်တွေတခုဖြစ်သွားတယ်ဒါမဲ့ဒါ Thomas Frank ရဲ့ဒါဒုတိယမြောက်ရှုံးပွဲတော်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 ဝါစပါအသင်းကလက်ရှိဒီနှစ်မှာတော်တော်လေးကိုထူးဆန်းတယ်ဗျအိမ်ငွေလက်ရှိခြေစွမ်းကတော်တော်လေးကိုမိကွန်းထုတ်စရာရှိတယ်စပါအသင်းနဲ့ on the road မှာလက်ရှိမှာဒါကြောင့်တသင်းတဲ့တော့အသင်းနေရှုံးပွဲမ ရှိတဲ့အသင်းနဲ့ဆက်လက်ယက်တီခဲ့ပေမဲ့ဒါအိမ်ကွေးအနေထားရပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုအားနည်းနေကြတာတွေ့ရမယ်။စပါးတဲ့နဲ့အိမ်ကွေးပွဲစဉ်မှာခုလက်ရှိမှာခြေစွမ်းရတော်တော်လေးကိုဒါကျွန်တော်တို့အသေးပွဲတွေများပြီးလက်ရှိမှာရှုံးပွဲတွေစတင်ရတွေ့ရမယ်။ Total Hotspot တဲ့နဲ့ခုလက်ရှိအိမ်ကွေးဆွဲရမှာဒီနေ့ပွဲဘာတွေလိုရခဲ့လဲ။အမှန်တကယ်ပြောမှဆို cancel လေသူတို့တက်ကတက်နန်လောက်လုတ်ခဲ့တာကိုပဲတွေ့ရမယ်ဒီမှာပါတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာအဆိုးဆုံးကဒါကျွန်တော်တို့တိုက်စစ်ပိုင်းမယ်။စပါးတဲ့ကဆောဆောစီစီဒါကျွန်တော် set piece ကနေပြီးတော့ goal ကျသွားခဲ့တာမှတ်ပေမဲ့တကယ်တမ်းတစ်ဖက်က Aston Villa တဲ့နဲ့အခွင့်ကောင်းတွေကိုလည်းအများကြီးအများကြီးရခဲ့တယ်လို့တွေ့ရမယ်ဒီမှာ မှာပါတယ်ဒါပေမဲ့ဒီနှစ်ပွဲစဉ်မှာအကြီးအကျယ်ဆုံး movement ရှိတယ်အဲ့ဒါပါကျွန်တော်ပွဲကြည့်နေတဲ့ Aston Villa အသင်းကိုနားမနေတာရှိတယ် ဦးနိုင်အမွေအနေနဲ့စပါတင်ကို2-1နဲ့နိုင်တဲ့ချိန်မှာသူ့ရဲ့တသင်းလုံးကတသင်းလုံးထပ်ပြီးတော့နောက်တဲ့ဂိုးကိုလူချင်နေရာရတော်တော်လေးကိုစားတယ်။စပါတင်နဲ့ဒါကျွန်တော်အခွင့်အရေးတချို့တော်တော်လေးကိုရခဲ့မြဲစပါတင်ရဲ့ဒါကျွန်တော် ပေးပို့မှုတွေကလူအပ်ချက်တော်တော်လေးကိုရှိနေခဲ့တာတွေ့ရမယ်။ဒီနေ့ပေါ်စမာတာပွဲချို3-0ချက်မှာကျွန်တော်ပြောခဲ့သူပဲမိုဟာမက်ခူဒက်စ်ရဲ့အတက်ကင်အောက်လက်ပျောက်တဲ့ချိန်မှာစပါတင်ကြောက်တဲ့ချိန်မှာဆိုတဲ့ပုံစံမျိုးတိုင်းပဲဒီနေ့ပေါ်စမာဒါကိုလည်းကျွန်တော်အတိုင်းအတာကြီးလုံးဝ100%တွေ့ရနေထားမှာရှိတယ်။စပါတင်နဲ့လက်ရှိမှာဒါကျွန်တော်မိုဟာမက်ခူဒက်စ်ကိုတစ်ဖက်ရဲ့ခံစစ်ပိုင်းကပိတ်ချလိုက်တဲ့ချိန်မှာစပါတင်နဲ့လုံးဝကိုကြောက်တောင် ကန်းဖြစ်သွားပြီးတော့တော်တော်လေးကိုဒါကျွန်တော်ကပြက်တိကပြက်ချော်ဖြစ်သွားတဲ့တသင်းဖြစ်သွားကြတယ်။ဒါပေမဲ့ဒီနေ့ပေါ်မှာတစ်ဖက်ရဲ့အသင်းဂူဒမားကဒါကျွန်တော်တော်တန်ဟော့စပါအသင်းရဲ့ဂူဒမားနဲ့ကွာဟာချက်ကြီးမားကိုဆက်လက်ပြီးပြသခဲ့တယ်။ပါလီညာရဲ့ကလပ်ပလုံးနဲ့ကန်ချက်ကိုဒါကျွန်တော်တစ်ဖက်ရဲ့ဂူဒမားဖြစ်တဲ့အီမာလီယာနိုမာတီနက်စ်ကအလှပဆုံးဒါဖမ်းပြသွားခဲ့တာကိုလည်းတွေ့ရမယ်။တခါကျခုနကဂူဒမားစတန်ဒတ်လေးခွာနေတာမှာဒါပေမဲ့ စပါးသင်းနဲ့ဒီနှစ်လာမယ့်ဆောင်းရာသီအတွင်းမှာတေချာတကူက left wing သို့မဟုတ် striker မှာ invest လုပ်ဖို့လိုတာလို့မှတ်ပါတယ်နောက်တစ်ခုနပမွေလင်းလေးပြောရမယ်စပါးသင်းနဲ့လက်ရှိတိုက်စစ်ပိုင်းမှာကိုလိုမူဝါနီပါစပါးသင်းအတွက်သူဘလို့မှသူဘလို့မကန်ခြင်းမှာဘလို့ဖြစ်လို့ဒါခေါ်လာခဲ့လဲတော့မသိပေမဲ့သူအနေနဲ့ကိုင်းထဲမှာဒါကျွန်တော်တော်တော်လေးကိုကြက်ပြတိကြက်ပြချောနိုင်တယ် လက်ရှိမှာဒယာကပြန်လဲတက်တာလာခဲ့တာမှန်မဲ့ကိုလိုမူကနေဒါကျွန်တော်မှတ်မဲ့ရ Juventus မှာဒါသူအငှားနဲ့သွားဆုံးတော့ကျွန်တော်ကြည့်ခဲ့သေးတယ်တော်တော်လေးကို solid ဖြစ်တဲ့ကစားသမားဖြစ် Tottenham Hotspur နဲ့ပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော် counter pressing နေမှာဒါကျွန်တော်တစ်ဖက်က Aston Villa တင်းကအလွန်ကျွန်ရှိတတ်တဲ့ပုံစံမျိုးတွေမှာဒီ counter pressing နေမှာလိုက်တဲ့ movement တွေရှိတယ်ကိုလိုမူကနေဒါကျွန်တော်လက်ရှိမှာ cancel ပိုင်းတွေကိုတော့မကြောတဲ့အနေအထားတွေခဏခဏတွေးခဲ့တယ်အမှန်တကယ်ဒီနေ့ပွဲစဉ်က fair ဖြစ်ပါတယ်စပါအသင်ရှုံးခဲ့တဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့လုံးဝမြင်တယ်ပေးလိုက်တဲ့ပေးကူနဲ့တော်တော်လေးကိုကျွန်တော်ဒါနှမျောတယ်လို့မြင်တယ်ဘာလို့လဲခုနကဒီ goal တွေကကာကွယ်လို့ရခဲ့တယ်မှာပါဒုတိယအသင်ကိုဆိုတာကျွန်တော်တို့ ပေးတင်ပေးထိုက်တဲ့ကျွန်မပေးလို့ရတဲ့အတွက်ကြောင့်ပေးသွားခဲ့တယ်ဖြစ်တယ်။ဥပမာလက်ရှိမှာဒါဒန်ဆူကွက်တီချော်လဲအဲ့ဒီမှာဂဒန်ဆူသားနည်းနည်းလေးခေါင်းထောင်လိုက်မယ်ဆိုအဲ့ဒီလုံကဒန်ဆူရဲ့ခေါင်းထဲထိရင်ထိမယ်။ဒါမှမဟုတ်ဒန်ဆူသားအဲ့ဒီမှာမတက်ရက်နေခဲ့မယ်ဆိုဒန်ဆူနဲ့ကွက်တီထိမှာဖြစ်တယ်။ဒါပေမဲ့ဒန်ဆူချော်လဲနေတဲ့အချိန်မှာဒါဘိုဒီယာကန်လိုက်တာဒန်ဆူရဲ့ခေါင်းပေါ်ကနေကတ်ကွက်ပြီးဖြတ်သွားခဲ့ပြီးတော့ကွက်တီဂိုးထဲဝင်သွားတာတွေ့ရမယ်။တခါကျရင်ခုနကကန်ဆူရင်တော့ဘာမှောက်ကိုမတက်နိုင်တဲ့မှာ။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိကျွန်တော်ရဲ့ pass နဲ့အမြင်မှာတော့ဒါကွင်းနဲ့တန်းကတော်တော်လေးကိုကောင်းခဲ့တယ်လို့မြင်တယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ထူးထူးဆန်းဆန်းပြတာကျွန်တော်တို့စပါအသင်းနဲ့ပတ်သက်လာပြီးဆိုရင်ဒီဘက်ကဒါကျွန်တော်မဆိုးဘူးလို့ပြော ောလို့ရတယ်ဒါပေမဲ့ဒီနှစ်ပွဲစမှာဒါကျွန်တော်တို့အသင်းရဲ့ဒါ impact မှာဒါကျွန်တော်တို့တိုင်းလူကြီးရဲ့ဒါကျွန်တော်ပွဲထိန်တာတော်တော်လေးအဆင်ပြေခဲ့တယ်တပွဲလုံးမှာဒါကျွန်တော်နှစ်ဖက်အသင်းလုံးကတော်တော်လေးကိုကြံ့ကြံ့တန်းတန်းစော်နေခဲ့တာကိုတွေ့ရပေမဲ့နှစ်သင်းလုံးကဒါကျွန်တော်မလူအပ်တဲ့ soft foul တွေမပေးသွားခဲ့ဘူးတကယ်တော့ဒါကျွန်တော်တော်တော်လေးကိုသဘောကျတဲ့ချက်ပဲဒါကျွန်တော်လက်ရှိမှာခါတိုင်းမြင်နေကြ Premier League ကိုပြန်မြင်လာရတယ်ဆိုပဲ soft foul တော်တော်မြောက်မပေးဘူးဒါခုနကပြောလို့ပဲ Aston Villa ဘက်ကလည်းဆွဲတာပဲချိန်တာ own nine နေပိတ်တာပဲဒါကျွန်တော် Tottenham Hotspur ဘက်ကလည်းချိန်တာပဲနှစ်သင်းလုံးဒါသူသူချိန်ကိုချိန်ချိန်ကြတာပဲဒါပေမဲ့တော်ယုံတန်ယုံဒါကျွန်တော်မတွေ့ခဲ့ရတဲ့အနေထားမှာရှင်ဒါပေမဲ့အဝါကတ်တွေတော့တွေ့ခဲ့ရတဲ့ movement တွေရှိပေမဲ့ တကယ်တမ်းနေလား၅လားဟိဆိုတဲ့ movement ဒီမှာတော့ Tottenham Hotspur အသင်းနဲ့ဒီနေ့ပုံစံမှာလူတိုက်တော်တော်လေးကိုချခဲ့လို့ပြောလို့ရတယ်။ဒါဘက်က Aston Villa အသင်းနဲ့တွေ့ပြီး Tottenham Hotspur အသင်းကတာမန်ထက်လူချတာဒီအများကြီးတွေ့ရမယ်။ဒါကျွန်တော်မှတ်မှတ်ရမယ်ဒီ catch ဒါကျွန်တော် Tottenham Hotspur အသင်းရဲ့ဒါကိုင်းနေကစားမှဖြစ်တဲ့ Bendan ကကိုလူချခဲ့တဲ့ကိစ္စကလေးပတ်သက်ပြီးခုနောက်ပိုင်းမှာဒီနှစ်သင်းကလည်းမထင်မှတ်ပဲနဲ့ rivalry တစ်ခုဖြစ်သွားပါဘူး။ဒါပေမဲ့ဒီနေ့ပုံစံမှာ Spurs အသင်းနဲ့ lag အဖြစ်ဆုံးကတော်တော်လေးကိုနှမျောစရာကတိုက်စစ်ပိုင်းမယ်။ Xavi Simons ကဒီနေ့ပုံစံမှာဒါကျွန်တော်တို့ထုံးဝမ်းနိုင်မယ်ဒါကျွန်တော်ကြောင်ပြောင်းနေခဲ့တဲ့ movement လေးတွေတွေ့ရတယ်။ Odo ဘက်ကလက်ရှိမှာဒါကျွန်တော်တို့ဒါနိုင်ငံအသင်းနဲ့ဒါ Odo ဘက်ပုံစံသူကြော်ဖို့ းစားတယ်သူကြော်မှု movement တွေလည်းရခဲ့တယ်ပြဿနာကလည်း Matthias Taylor တော်လေးအားနေခဲ့တယ် Tottenham Hotspur တင်းနေတာကျွန်တော်လက်ရှိဒီနှစ်မှာအများကြီးမျောလေးလို့မရသေးဘူးပြည်တွင်းဖလားတွေပါညာတို့အဓိကတော့ကျွန်တော်ချင်းကန်ရမယ်လို့မြင်နေဒီနှစ်မှာတော့ Champions League Quarter Final လောက်တက်မယ်ဆိုရင်ဒီခြေစွမ်းရကန်ကောင်းမယ်လို့ဒါပေမဲ့ ပြဿနာကလက်ရှိမှာကျွန်တော်ပြောခဲ့သူပဲရိုမေရိုဗန်ဒါဗီအတွဲသားမရှိဘူးစပါတင်ရဲ့ခံစစ်ကချွတ်ချုံကြနိုင်တယ်လို့ပြောခဲ့သူပဲဒီနေ့ပွဲမှာဒါကျွန်တော်မဲ့မဲ့ရတာကြောင့်ဘူရိုနဲ့ဂလင်ပွဲစဉ်မှာစပါတင်နဲ့ဒါနှစ်ဂိုးပေးခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာလည်းနှစ်ဂိုးထပ်ပြီးပေးခဲ့ရတယ်အဲ့တော့ရိုမေရိုမပါတဲ့ခံစစ်ဘိုင်းကတော်တော်လေးကိုစပါတင်ရှိသမျှဖျားရတာမယ်ပြီးရင်လက်ရှိမှာဒါကျွန်တော်နော်တန်ကျွန်တော်နျူကာဆယ်အင်္ဂွင့်မှာသွတ်ဆောင်ရမယ်အေဗာတန်အင်္ဂွင့်မှာသွတ်ဆောင်ရမယ်အခုလက်ရှိမှာဒါကျွန်တော်တို့ မူနာကိုအင်ကွန်းမှာဆိုတော့မူနာကိုဆိုတော့လက်ရှိမှာဒါ Chelsea ကိုကျွန်တော်ဒါ Manchester City အသင်းကို2-2ဆိုတဲ့ရလက်သူတို့ရဲ့အင်ကွန်းမှာဆော့ထားတဲ့သဖြစ်ဖြစ်တဲ့ကြောင့်မို့ Tottenham Hotspur အသင်းတော်တော်လေးကိုဒါဖျား တပြီးတော့ဆော့မယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ပရီးမီယာလီဂ်မှာလုံးဝ100%စပါးသိနေတာနှစ်ပွဲဆက်ရှုံးသွားခဲ့ပြီဒါလက်ရှိမှာခံစစ်ပိုင်းကတည်းကဂိုးတွေကိုတဖြည်းဖြည်းများများပြန်ပေးလာခဲ့ရပြီအဲ့တော့စပါးသိနေလက်ရှိမှာတိုက်စစ်ပိုင်းဂိုးမရခဲ့တာတော်တော်လေးဥတွေစပါးသိနေလက်ရှိမှာဆက်ပီးစ်တွေကလွင်တော့ဂိုးမသွင်းတတ်ဘူးလားဆိုတဲ့မေးခွန်းတွေကတကယ်ကိုမေးစည်းမေးခွန်းထုတ်เสียဖြစ်လာခဲ့ပြီလို့တဖြည်းဖြည်းနဲ့တွေ့ဝေစရာတွေဖြစ်လာခဲ့ပြီဆိုတဲ့အမောင့်ကိုသွားလာခဲ့ပြီလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးမှာမြင်မိတယ်ဒါစပါးသိနေတာတော်တော်လေးဥပြင်းများများမြင်တယ်ဒါ Thomas Brand ပြည်ကြည့်ပြောတော့ပြောလို့များစပါးသိနေလက်ရှိတိုက်စစ်ကဒါအရင်တော့ကဒါဆောင်းဟောင်းမင်းရှိခဲ့ ယ် Harry Kane ရှိခဲ့တယ်အတိုင်းအတာတစ်ခုက Lucas Moura တို့လည်းရှိခဲ့တယ်လက်ရှိမှာဒီနေ့ပွဲစံမှာပြန်ကြည့်မှာဆို Mohamed Kudus တယောက်ခြေစွမ်းမပြနိုင်တော့တိုက်စစ်တစ်ခုလုံးတည်တည်သွားတာတွေ့အဲ့တော့ဒီနေ့ပွဲစံမှာတစ်ဖက်အသင်းကိုတော့ချီးကျူးတယ် John McGinn Rogers ဒါ Queen Lee ဘိုင်းက Spa အသင်းကိုစိုးစိုးမိုးလုသွားနိုင်ခဲ့တယ် Kansas ဘိုင်းကလည်း Spa အသင်းကိုအကြီးအကျယ်ဒုက္ခပေးသွားနိုင်တယ်ဒီနေ့ပွဲစံမှာနောက်ထပ်တစ်ခုလုံးဝကွာဟာချက်ကတော့ Guduma ပါပဲ Tottenham Hotspur အသင်းရဲ့ Guduma နဲ့ဒီနေ့ပွဲစံမှာပူကောင်းခဲ့တဲ့အနေအထားတွေမှာအများကြီးရှိတယ်ဒီနေ့ပွဲစံမှာဒါ goal line ကတော့ကျွန်တော်အနေနဲ့မကြိုက်ပေမဲ့ဒါဟာ fair ဖြစ်တဲ့ရလဒ်တစ်ခုလို့ပြောရင်လည်းကျွန်တော်တောက်ကွန်ပြပအောင်အားလုံးပဲကျူးတင်ပါတယ်ကောင်းပါတော့ကျွန်တော်ဒါဒီနေ့ပေါ်စမှာ Liverpool နဲ့ဒါကြောင့် Manchester United ပွဲကိုတော့ပွဲပြီးတဲ့ကျင်တာကွက်တီဒါလုပ်ပြီးသွားဖြစ်ပါတယ်မနေ့ပြန်မကူဘူးပေါ့နော်ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 ကြီးတို့မှာကျင်းလူစားပေါင်းကူညီလို့ရပါတယ်အများကြီးလည်းကလစ်ဖုန်ပဲမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်တော့နေဒီနေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာပဲ AC တွေ့ကြတာပေါ့သေးပါဗျာ